ဂျာဖီကွင်းမှာကစားရတဲ့ပထမအကြော်မှာတရေကျထားတဲ့အတွက်ပြန်ကန်ပွဲကစားခဲ့ရတဲ့မန်စီးတီးဟာအိမ်ကွင်းမှာတော့9ဂိုးတကိုးနဲ့ဂိုးပြတ်နိုင်ပွဲရယူပြီး FA ဖလားကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။မန်စီးတီးနှစ်ပြကွာဒီရိုလာဟာလိချန်ပီယံရှစ်မှာတတိယနေရာရောက်နေတဲ့ဟက်တာဖီကိုရှော့မတွက်ခဲ့ပေအဂွဲရိုစတာလင်ဒီဘရိုင်းစာနီ ဖာနန်တင်ဟိုစတဲ့ပုံမှန်ပွဲထွက်ကစားသမားအစုံအလင်နီးပါးသုံးပြီးကစားခဲ့တာကြောင့်လေဟက်ဒါဖီအသင်းဘလို့မှမရှင်နိုင်ပဲဖြစ်ခဲ့ရတာပါပွဲချိန်အစပိုင်းမှာတော့ဟက်ဒါဖီအသင်းမန်စီးတီးအသင်းကိုရှင်ကစားနိုင်ခဲ့တယ်လို့ပွဲချိန်9မိနစ်မှာဥဆောင်ဂိုးကိုရောင်သွင်းယူနိုင်ခဲ့တာပါဒီဂိုးကိုရောဘေးလင်းရဲ့ဖန်တီးပေးမှုကနေဟာရီဘန်ကသွင်းယူပေးခဲ့တာပါမန်စီးတီးအသင်းအနေနဲ့ခြေပါဂိုးရဖို့အနေငယ်ရုန်းကန်ခဲ့ရပေမဲ့ပွဲချိန်မိနစ်30မှာစတာလင်ရဲ့တဂိုးရောအစွမ်းနဲ့ဖန်တီးပေးမှုကနေ စာနေကခြေပကိုကိုပိတ်သွင်းယူပေးခဲ့ပြီးနောက်ပိုင်းမှာတော့ဟက်တာဖီခံစစ်ပြုစင်းသွားခဲ့ပါတယ်။မန်စီးတီးအသင်းအတွက်နောက်ထပ်ဂိုးတွေကိုတော့ပွဲချိန်35မိနစ်မှာအော်တာမန်ဒီကြောင့်ရတဲ့ပယ်နယ်တီကိုအဂွဲရိုကကန်သွင်းပြီးဒုတိယကိုပွဲချိန်38မိနစ်မှာအဂွဲရိုရဲ့ဖန်တီးပေးမှုကနေဇာဘလက်တာကပိတ်သွင်းပြီးတတိယကို ပွဲချိန်84မိနစ်မှာစတာလင်ရဲ့ပေးပို့မှုကနေအခွဲရုကပဲပိတ်သွင်းပြီးစတုထကိုပွဲပီးကန်ဒီမှာလူစားဝေကစားသမားအီဟီနာချိုကပြစ်စမမြောက်ဂိုးတွေကိုအသီးသီးရယူပေးနိုင်ခဲ့ပါတယ်။ဒီပွဲရဲ့အနိုင်ကြောင့် Man City အသင်းဟာ FA ဖလားကွာတာဖိုင်နယ်မှာ Premier League Club Middlesbrough အသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။